လူတယောက်ရဲ့ခံယူနိုင်စွမ်းဆိုဒီမှာ အတိုင်းအတာတစ်ခုအတွင်းသာဖြစ်တယ်ကျွန်တော်ကဤเจ้าကိုလေယနေ့မှအလုပ်ဆောက်ဝင်တာပေါ့เจ้าဆရာကြီးကရှစ်တန်းမှာအင်္ဂလိပ်စာသင်ပေးပါဟုဆိုပြီးတော့လေတောင်းဝင်အနှင်းလိုက်တယ်ဆရာကအင်္ဂလိပ်စာနိုင်နေနေဆိုတာကျွန်တော်သိပြီးသားပါကလေးတွေကအင်္ဂလိပ်စာညံ့ရတယ်ဆရာကြီးသင်နိုင်တဲ့ဆရာမရှိတော့လေထိထိရောက်ရောက်လေမသင်ပေးနိုင်ဘူးကျွန်တော်ရဲ့အားနည်းချက်လေးပါပါတယ် ကျောင်းကြီးကလည်းကျွန်တော်ကိုရိုးသားစွာနဲ့လည်းရှင်းပြပြီးတော့တောင်းဝင်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။အထမတန်းလို့လည်းရေးထားတဲ့အတန်းလေးကိုလည်းကျွန်တော်ဝင်လိုက်တဲ့ချိန်မှာတော့မင်္ဂလာပါဆရာဆိုပြီးတော့နှုတ်ဆက်ကြတာပေါ့။မင်္ဂလာပါထိုင်ကြပါကွယ်။ဆရာကမင်းတို့ကိုအင်္ဂလိပ်စာသင်ပေးမယ်ဆရာအစ်စ်ပါ။ကလေးတွေကလည်းပျော်ပြီးတော့អော်လိုက်ကြခြင်းလည်းဖြစ်တာပေါ့။သူတို့ရဲ့မျိုးလုံးလေးတွေကလည်းဝင်းလဲတောက်ပနေတယ်။ဒီတန်းထဲမှာ အတော်ဆုံးလို့သတ်မှတ်ထားတဲ့သူရှိလား။အရှိတယ်ဆရာ။ကဲဘယ်သူများလဲကွယ်။ ဆရာကိုမတ်တက်ရက်ပြပါလားကိုရင်ကိုရင်ထလေရှေးဆုံးထဲမှာခေါင်းကြီးငုံနေတဲ့ကလေးတယောက်ကိုလည်းဘေးရဝိုင်းပြီးတော့တွန်းကြတာပေါ့အာထပါကွာဆရာတီထားရအောင်ပေါ့ကွာကလေးကလည်းမတ်တက်ရက်လိုက်တာပေါ့သူ့မှာတော့ရှက်ရွံ့အားငယ်တယ်လို့ဖြစ်နေတယ်နာမည်ကကိုရင်နဲ့လားမဟုတ်ပါဘူးမျိုးမြင့်ပါဆရာအဘဘီလိုကိုရင်လို့ခေါ်တယ်လေ哦，对，过夜路太我比较累，哈哈哈哈哈哈。 အသူကဘာလေးတော်တယ်လေဘေဘာသားမှာတော်တယ်လေအားလုံးတော်တယ်ဆရာကြီးကလေးမလေးတယောက်ကလည်းအော်ပလိုက်တာပေါ့ကဲ့သမီးမတ်ရရလိုက်ပါအားလုံးတော်တယ်ဆိုတာကိုရှင်းပြပါအောင်ကွယ်ဆရာကြီးစာတပုတ်ပေးလိုက်သူနောင်းနေဆိုရင်အားလုံးကိုတလုံးမကျန်ရွတ်ပြလိုက်မယ်ဘာစာပဲပေးပေးအကုန်အလွတ်ရတယ်တင်ချာလဲအကုန်အလွတ်ရအောင်လဲကြက်တယ်ဟာဟုတ်လားဒါဆိုရင်ဆရာမောင်မျိုးမြင့်ကိုစိန်ခေါ်ရတော့မှာပဲ ตาจะอาก้าวน่ะโอ้ถ้าจังไม่รู้ตอดาบ่โอเคถ้าสมัยตําไม้ป่มนี่สาอูทุบกวยตาใจได้ตะบกกูหล่นไล่ไอ้ตะไบล้งโอ้เลยเสียเอามะนับผ่านจ่ายเองเลยเปลี่ยนสู่ปะหน่อยเสียมิ้นโอ้บ้อเป็นตะละสุฉะဟုတ်ပြီဘောပြင်ကောင်းစားနော်တကြက်တည်းမဟုတ်ဘူးကျွန်တော်ကလည်းကျွန်တော်ရဲ့တိုက်ပုံအိမ်မှာထိုးထားတဲ့အကောင်းစားဘောပြင်ကိုပြပြီးတော့ပြောလိုက်တာပေါ့ဒီပုတ်ပါဆရာစာမျက်နှာဘယ်လောက်ကနေ ဘယ်လောက်ထိလဲစာမျက်နှာ78ကနေ20ထိတည်ဆရာကောင်းပြီလေမနှက်ဖန်ဆရာကြည့်ကျွန်တော်ကလည်းစာဆက်တင်တာပေါ့နောက်တနေ့အတန်းထဲဝင်လိုက်တဲ့အခါမှာတော့ကလေးတွေကလည်းစိတ်ဝင်စားလုံးတာကြောင့်မျက်လုံးလေးတွေကလည်းအယောင်တွေတောက်နေကြကဲမောင်မျိုးမြင့် ready လားဟုတ်ကဲ့ဒါဆိုရင်စာအုပ်ယူလားဆရာကိုပြီးစမ်းကျွန်တော်ကလည်းသူ့ဖွင့်ပေးတယ်စာအုပ်ကိုယူလိုက်တာပေါ့ကဲစိုးတော့ကွာ မောင်မျိုးမြင့်အောင်လည်းတမိုင်းစာအုပ်ပါအကြောင်းအရာတွေကိုတလုံးမကျန်ရွတ်ပြနိုင်ခဲ့တာပေါ့တော်တယ်ကွာကဲဒီမှာဆရာအမျက်နှိုးဆုံးဘောပင်လေးမင်းကိုစုချတယ်ကွာဒါနဲ့မနက်ဖန်ရောစာဆိုခြင်းသေးလားဟုတ်ကဲ့ပါအဘဲဘာသာကိုရွေးမလဲအင်္ဂလိပ်ပါဆရာကောင်းပြီလေဘဲကိုပုတ်ကိုရွေးမလဲဆရာရွေးပေးပါကဲဆရာလည်းကြတာကိုရွေးမယ်ကွာစာမျက်နှာ9နဲ့6 နောက်တနေ့မှလည်းသူ့အလို့ရွတ်ပြနိုင်တယ်လေကျွန်တော်ကလည်းဗလာစာအုပ်နှစ်အုပ်ကိုစုချတယ်နောက်တနေ့ပထဝီသုံးမျက်နာသူ့ရဲ့နှစ်မျက်နာသာဖြင့်ကိုပဲအလို့စုနိုင်တယ်သို့တော်လည်းကျွန်တော်ကတော့ကမာဘုဒ္ဓဘူးစုချလိုက်တာပေါ့နောက်တနေ့မှတော့မြန်မာစာနှစ်မျက်နာသူ့တစ်မျက်နာသာစုနိုင်တယ်ကျွန်တော်ကခဲတဲ့တစ်ချောင်းစုချတယ်ဆရာမနက်ဖြန်ဘာစုရမလဲရေးမယ်ဟုတ်ကဲ့ပါတမိုင်းကွာ ။စာမျက်နှာ78ကနေ21ဆရာအဲ့ဒါဆိုပြီးသားလေ။ဟာဆိုပြီးသားဆိုတော့ဘုံမကောင်းဘူးလား။မနေ့ကအတွက်ဆူကတော့ဟော်ဒီစပော့တီရှပ်လေးပဲ။ကျွန်တော်ကလည်းစပော့ရှပ်အနီလေးကိုလည်းလွယ်ထဲကနေထုတ်ပြလိုက်တာပေါ့။ဟာလှလိုက်တာ။အတန်းလေးကလည်းအတန်းထွက်လာတာပေါ့။တခုတော့ရှိတယ်။ကြပီးသားဆိုပြီးသားဖြစ်နေတဲ့အတွက်ထစ်လို့မရဘူးကြံလို့မရဘူးကြော်လို့မရဘူးမနှက်ဖန်စစ်စေးမှဆရာမဟုတ်ဘူး တန်းလုံးကစစ်စင်းမှာအလုတ်ကိုတန်းတန်းလုံးမကြမ်းတလုံးမကြမ်းအကုန်လုံးရွတ်ပြာမှာနော်ဟုတ်ကဲ့ပါဆရာနောက်တနေ့မောင်မျိုးမြင့်စာဆိုရင်တော့လေအနှမ်းရှိကိုထွက်လာတာပေါ့စာစဆိုတယ်ရက်သွားတယ်စဉ်းစားတယ်ဆက်ဆိုတယ်ဆရာအကြော်သွားတယ်ဗျတယောက်ကလည်းထောက်အော်တာပေါ့မောင်မျိုးမြင့်ကလည်းပြန်စဉ်းစားတယ်ဆက်ပြီးဆိုတယ်အဆရာမှားနေတယ်သူဆက်မဆိုတော့ရက်လိုက်တာပေါ့ ဟာဆက်ဆိုလေးသားရဲ့ဒီစာလေးကသာဆိုပြီးသားလေလေ तू ကလည်းစဉ်းစားနေတာပေါ့ဆရာသာမရတော့ तू တမျက်နှာလုံးပြည့်အောင်ပင်မဆိုနိုင်တော့လေကဲသာမောင်မျိုးမြင့်သွားထိုင်လိုက်တော့မောင်မျိုးမြင့်ကလည်းစိတ်ပြည့်အားငယ်တော့မျက်နှာငယ်လေးနဲ့လည်းပြန်ထိုင်လိုက်တာပေါ့ဆရာဒီနေ့စာမတင်တော့မင်းတို့ပုံမြင်နေတဲ့ပုတ်ပြောပြမယ်ပုံမြင်ဆိုတော့ကြောင့်ကလေးတွေခေါင်းထောင်လာသေးရလဲ ဟိုးရှင်းရှင်းတော့ပါတဲ့တစ်ကုံသေးကြီးတယောက်ကလည်းတစ်ခုတ်ဖို့လူငားတယ်တစ်ခုတ်ဖို့လာတဲ့လူငယ်လေးကလည်းမေးတာပေါ့တစ်ခုတ်တဲ့အတွက်အခကျင်းကြီးကဘလို့ပေးမှလဲဓမင်းဝန်တရားပေးမယ်မနေ့9နာရီကနေညနေ9နာရီထိမင်းခုတ်နိုင်တဲ့လောက်တန်ဖိုးတင့်ပြီးတော့ရှင်းပေးမယ်တစ်ခုတ်တဲ့လူငယ်ကလည်းပျော်သွားတာပေါ့ပထမတနေ့18ပင် ခုတ်နိုင်တယ်တစ်ခုတ်သေးကလည်းချီးကျူးပြီးတော့ငွေရှင်းပေးတာပေါ့ဒုတိယတနေ့15ပင်ခုတ်နိုင်တယ် တတိယတနေ့7ပင်ခုန်နိုင်တယ်တနေ့ပြီးတနေ့သစ်ပင်ခုန်နိုင်စွမ်းလည်းအားနေတော်တာပေါ့ဘလို့ဖြစ်တာလဲမောင်ရင်အစတော့ဟောမလို့လို့နဲ့ဘလို့ဖြစ်လို့တနေ့ထက်တနေ့လည်းနေသွားတာလေကျွန်တော်လည်းနားမလဲတော့ပါဘူးဗျာနားမလဲဘူးဟုတ်လားတစ်ခုတ်စားပြီးတော့ကိုယ့်လုတ်ကိုမသိဘူးလားဘာလို့ဆုလို့ရလဲခင်ဗျာမောင်ရင်နေတိုင်းအလုတ်ကိုရောက်တိုင်းငါကြည့်နေတယ်ပစိန်ကိုထုတ်တာသွားတယ်ထက်အောင်လို့အသွေးမသွားဘူး နေတိုင်းအဲ့ဒီအပစိယုံကိုပဲယူယူသွားတယ်ထက်အောင်သွေးဖို့ကြတော့လေတနေ့မှမလုပ်ဘူးမင်းဘာကြောင့်မလို့လှုပ်အားတွေယော့သွားရလဲသိလားမင်းကတိတ်ခုတ်ဖို့ပဲတိတယ်ပစိန်သွေးဖို့မေ့နေတာကလေးတွေအားလုံးကလည်းတိတ်နေကြတာပေါ့ကဲဆရာပြောတာအောင်နားလဲလားဘဝအတွက်သင်ခန်းစာလို့မှတ်ထားလိုက်လူတိုင်းကိုယ့်အလုပ်ကိုကိုယ်လုပ်ဖို့ပဲတိတယ်ဒါပေမဲ့ပစိန်ကိုသွေးဖို့မေ့နေကြတယ် ဘောင်မျိုးမြင့်ကိုကြည့်လိုက်။ तू အလို့ချက်ဖို့ပဲတည်တယ်။ तू အလို့ချက်ထားတာတွေကပြန်ပြီးတော့မသုံးဘူး။မသုံးတဲ့အပြင်လည်းကြက်ထားလိုက်၊စိုးပြလိုက်။ထားခဲ့လိုက်ကြတော့လေအုံနောက်ကလည်းအသုံးမဝင်တော့ဘူးထင်းပြီးတော့မေးလိုက်။ကြက်ပြီးသားဦးတော်မှဖြောင်းအောင်ပြန်ပြီးတော့မစုံနိုင်လိုက်ဖြစ်လိုက်နေအဲ့ဒါဘာကြောင့်လဲ။ကဲဘောင်မျိုးမြင့်မင်းမဲဖြေပါကွယ်။ तू ကလည်းမတ်တက်ရက်လိုက်တာပေါ့။ဆရာ။ စားရီကိုအလို့ကျက်လာတာငငယ်ကလေးရပါကိုကိုကိုအလို့ကျက်တာတော်လာပြီထင်တာအစမေ့အားလုံးမေ့တာပဲဆရာသားသဘောပေါက်ပြီဆရာအလို့ဘလောက်ပဲရရဆိုးဆိုးမေ့သွားရင်ဘာမှမရတော့อืมအလို့ရတာကောင်းတာလည်းရှိပါတယ်ဒါပေမဲ့အလို့ရတိုင်းအကုန်လျှောက်ရေးလို့ဖြစ်မလားမေကွန်းကဘာမိမိဆိုတာသိရမယ်လေ မြကြီးနာမျိုးအကြောင်းမေကွန်းကမေးတယ်ကစင်ပြီးနဲ့အကြောင်းမလိုအပ်တဲ့ဟာတွေကိုရှောက်ရေးလို့ရမလားမေးတာငားမဖူးတာရသည်မရှောက်ရေးပြရင်အချင်းအားနဲ့မလောက်တော့ဘူးလေဟုတ်ကဲ့ပါဆရာပစိန်ကိုဘလို့သွေးတယ်လေတာထက်အောင်လို့သွေးပါတယ်ဆရာထက်တော့ဘာလို့ဖြစ်လဲအလုပ်တင်တာပေါ့ဆရာရေဟုတ်တာပေါ့အလုပ်တင်ခြင်းလုပ်ငန်းမှာကိုယ်အသုံးပြုနေတဲ့ပစ္စည်းတွေကိုထက်အောင်လို့သွေးရတယ် ဆရာတော်လည်းကြောင်းဆရာလုံးနေတော့ဘာကိုထက်အောင်သွေးရတယ်လဲသိလားမြေပြူပါဆရာဟုတ်တော့ဟုတ်ပါလေဆရာတော်ဟောဒီဘောဘောမှာမြေပြူလေးကိုတစ်ချက်ရေးနိုင်အောင်အိမ်မှာကလေးကအုံနောက်ကိုသွေးလာတယ်အုံနောက်ကိုဘာနဲ့သွေးရတယ်လဲသိလားမသိပါဘူးဆရာအုံနောက်ကိုစာနဲ့သွေးရတယ်စာနဲ့သွေးဆိုတာကိုသိခြင်းနဲ့တက်ခြင်းနဲ့နားလဲခြင်းနဲ့အရာမှန်သမျှတွေကိုစာတွေကိုဖတ် နားလည်နေအောင်လို့ကောင်းကျိုးကြောင်းကျိုးဝေဖန်ပိုင်းဖြက်အမအမှန်ခွဲကြထက်အောင်သွေးလာပြီးမှပဲသားတို့သမီးတို့ကလည်းရှေ့မှာမြေပြူတွေကိုလာသွေးရတာသူတို့ကလည်းတိတ်နေတာပေါ့ကဲသားတို့သမီးတို့အခုဆိုရင်ကျောင်းကိုဘာလာလို့လဲစားလာတင်တာပါဆရာမားတယ်ကျောင်းကိုစားအုပ်သေးကစားရီလာတင်တာဆိုရင်မားတယ်ကျောင်းကိုပညာလာတင်တာပဲဖြစ်ရမယ် ပညာလာတဲ့နောင်မင်းတို့ရဲ့အုံနောက်တွေကိုသွေးလာမယ်။စာလာတဲ့နာဆိုတာပစိန်ကိုဒီတန်းယူလာတာ။ကျောင်းနေမှာပစိန်သွေးတဲ့ကြောက်တွေဓာသွေးတဲ့ကြောက်တွေရှိမှမင်းတို့ထက်မှာ။ဆရာကြီးမောင်မျိုးမြင်ရလဲလက်ညှိုးထောင်ပြီးတော့မေးလိုက်တာပေါ့။အေးဘာလဲကွာတားရဲ့။တခုလောက်မေးခြင်းလို့ပါ။အေးမေးလေကွာ။ကျောင်းမှာဓာသွေးကြောက်တွေရှိလားဗျ။ကျွန်တော်ကလည်းလက်ခုပ်တီးလိုက်တာပေါ့။ တရန်တော့ကလည်းကြောင်ကြည့်။မောင်မျိုးမြင့်အတန်းရှိကိုထွက်လာခဲ့စမ်းကွယ်။သူကလည်းကြောင်တောင်တောင်နဲ့ထွက်လာတာပေါ့။ကျွန်တော်ကလည်းစပွဲပေါ်မှာရှိတဲ့ကျွန်တော်လွယ်ရည်ထဲမှာရှိတဲ့စပုတ်ရှက်အနီလေးကိုလည်းထုတ်ပြလိုက်တယ်။ဒါပထမတော့မင်းကိုဒီစပုတ်ရှက်လေးမပေးတော့ဘူးလို့ပဲ။ဘာလို့လဲဆိုတော့လေဒီစပုတ်ရှက်ကဆရာအမျက်နိုးအောင်ပစ္စည်းလေးတခုဖြစ်နေလို့မင်းကစာလဲမရတော့မပေးရတော့ဘူးဆိုပြီးတော့လေဝမ်းသာနေတာ ဒါပေမဲ့သားစောစောကမေးလိုက်တဲ့မေးခွန်းကြောင့်ဆရာဒီစပုတ်ရှက်ကိုလည်းဝမ်းမြောက်ဝမ်းသာပေးလိုက်တယ်ကွာ။သားမေးလိုက်တာပါ။ចောင်းနေမှာဓာသွေးကြောင့်ရှိသလား။